လောကမှာတွေ့ကြုံရတဲ့ပုဂ္ဂိုလ်သုံးမျိုးကိုဘလို့ပေါင်းသိရမလဲဘလို့ဆက်ဆံရမလဲဆိုတာကိုလည်းမျိုးကိုပေးထားတဲ့သုတ်တန်တရားဒေသနာတော်ဖြစ်တယ်။ဒါကြောင့်ဒီသုတ်တန်ကိုပုဂ္ဂိုလ်သုံးအကြောင်းလို့မြန်မာလိုမှတ်သားနိုင်ပါတယ်။အဲ့တော့ဇီကုစီတပ်ပဆိုတာမြန်မာလိုပြောရင်ယောဇီယာကောင်းတယ်လို့ပြောတာ။အဲ့လောကမှာတဲ့ပုဂ္ဂိုလ်သုံးမျိုးရှိတယ်။နံပါတ်1ကယောဇီယာကောင်းတဲ့ပုဂ္ဂိုလ်တဲ့။နံပါတ်2က ဥပိ္ပခာပြုရမယ်ပုဂ္ဂိုလ်တဲ့နံပါတ်3ကတော့ပေါင်းသိရမယ်ပုဂ္ဂိုလ်ဘုရားကပုဂ္ဂိုလ်၃မျိုးခွဲပြီးဟောပြထားတယ်ရောစရာကောင်းတယ်တဲ့နံပါတ်1ကစီကုစီတတ်ဘောနာတိဝိတတ်ဘောနာပရိဥပါတိတတ်ဘောဆိုတာရောစရာကောင်းတယ်မပေါင်းသိထိုက်ဘူးမရှင်းကထိုက်ဘူးမကိုးကွယ်ထိုက်ဘူးတဲ့ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတော့အကျင့်တိလာပြီးဖြည့်စည်နေတဲ့ပုဂ္ဂိုလ်တဲ့လူပုဂ္ဂိုလ်ဆိုလို့ရှိရင်လည်းလူလောကမှာ အကျင့်ပြည့်နေတဲ့ပုဂ္ဂိုလ်ဟာရောစရာကောင်းတဲ့ပုဂ္ဂိုလ်ပဲသာသနာလောကမှာဆိုရင်လည်းအကျင့်ပြည့်နေတဲ့ယဟန်နော်ပါရာဇိဟတွေကြပြီးဒုတိယဖြစ်နေတဲ့ယဟန်မျိုးဟာရောစရာကောင်းတဲ့ယဟန်ပါရာဇိကကြနေတယ်နော်အဲ့ဒါဟာရောစရာကောင်းတယ်လေအဘ္ဗမစာရိဘ္ဗမစာရိပဋိညောဆိုတာသာသနာမှာနေတယ်သစ္စာဗျာရှင်ရဲ့အဆုံးအမနဲ့ဆက်ကျင်ပြီးတော့မမြတ်တဲ့အကျင့်ကိုကျင့်တယ်အဘ္ဗမစရိယ ြည့်သူကိုယ်သူသူတော်ကောင်းရဟန်းအဖြစ်ဝန်ခံတည်ထိုင်တယ်ဘလို့ရောစရာကောင်းတယ်လေတီလမရှိပဲနဲ့သူတော်ကောင်းတို့ရဲ့အတွေ့အပြင်နဲ့နေထိုင်တာအလုံးရောစရာကောင်းတယ်လေလူကိုယ်ကိုလောကမှာဆိုလို့ရှိရင်လူလောကမှာဆိုရင်လည်းတီလပြတ်အချင်းပြတ်နေတဲ့ဟုတ်သိုးသွဲနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါရောစရာကောင်းတဲ့ပုဂ္ဂိုလ်ပဲသာသနာလောကမှာလည်းတီလတွေပြတ်အချင်းတွေပြတ်နေတဲ့ပုဂ္ဂိုလ်ဟာရောစရာကောင်းတဲ့ပုဂ္ဂိုလ်ပဲ အဲ့လိုရောစရာကောင်းတဲ့ပုဂ္ဂိုလ်ကိုမျိုးကိုမြတ်စွာဘုရားကနုရှိကုတ်စိတ်တဘောရောစရာကောင်းတဲ့အတွက်ကြောင့်နတေဝိတဘောမပေါင်းနဲ့နပရိယုပါတိတဘောမရှိတတ်နဲ့အကိုးကွယ်နဲ့ဒီလိုမြတ်စွာဘုရားကမိန်တာဒီအဖြစ်လို့လေအချင်းပြတ်တဲ့ပုဂ္ဂိုလ်နဲ့ပေါင်းရင်မဖြစ်လဲအချင်းပြတ်တဲ့ဘုန်းကြီးကိုကိုးကွယ်ရင်မဖြစ်လဲနော်အရှုကတိတယ်လေဒီဘုန်းကြီးအချင်းမကောင်းဒီဘုန်းကြီးအချင်းပြတ်နေတယ်ဒီဘုန်းကြီးတော့တိလာတယ်မရှိဘူးဆိုတာကိုတိတယ် ဒါပေမဲ့လည်းမကင်းရမကင်းကြောင်းနေနဲ့ကိုယ်ဝင်နေကြတာလည်းရှိတယ်။ဆွေစဉ်မျိုးဆက်ကိုယ်ဝင်ခဲ့တာမို့လို့ကိုယ်ဝင်နေကြတာရှိရဲ့ဒီ။အမေဆောင်ဘုရားကအကြောင်းမဲ့သက်သက်မပြောဘူးနော်။ဒီလိုရုံစရာကောင်းတဲ့ပုဂ္ဂိုလ်ကိုအမေဆောင်ဘုရားကမပေါင်းနဲ့မစည်းကဲနဲ့မကိုယ်ဝင်နဲ့ဆိုတာအကြောင်းရှိတယ်။ဘာအကြောင်းလဲဆိုတော့ဒီလိုပုဂ္ဂိုလ်တွေနဲ့ပေါင်းရင်အခြေပြနေတဲ့ဘုန်းကြီးတွေကိုကိုယ်ဝင်ပြီးရင်မိမိစီကိုအဲ့ဒီအခြေအနေကူလာပါတယ်။နော် အရင်တောက်တဲ့လူနဲ့ပေါင်းရင်စနေတောက်တဲ့လူနဲ့ပေါင်းရင်ကိုလည်းဒီအကျင့်နဲ့ကုလာတက်တာပဲလောင်ဝိဇာသမားနဲ့ပေါင်းရင်ကိုလည်းလောင်ဝိဇာသမားဖြစ်လာတက်တာပဲဒါလောကရဲ့ရေပုံရသဘောပေါ့ရေပုံရသဘောပြောပြတယ်အကျင့်ပြတဲ့ပုဂ္ဂိုလ်ကိုကိုယ်ရဲ့အကျင့်ပြတဲ့ပုဂ္ဂိုလ်စီရဲ့ပါဇက်ကထွက်လာတဲ့ဇာတိကအကျင့်ပြတဲ့ဇာတိပဲထွက်လာမှာပဲအကုသိုလ်ဖြစ်တဲ့အလုပ်တွေကိုလည်းအကုသိုလ်ဖြစ်ဘူးလို့ပြောချင်ပြောမှာပဲကုသိုလ်ရတဲ့အလုပ်တွေကိုလည်းအကုသိုလ်ဖြစ်တဲ့ပြောချင်ပြောမှာပဲအကျင့်ပြနေတာဆိုတော့သူ့ရဲ့အကျင့်ပြနေတာကိုဖုံးဖိလိုတဲ့အတွက်ကြောင့် နော်အကုသိုလ်ကိုကုသိုလ်လို့ပြောခြင်းပြောမယ်ကုသိုလ်ကိုအကုသိုလ်လို့ပြောခြင်းပြောမယ်လေအဲ့တော့အဲ့ဓာရီကိုကိုကအမှန်ယူပြီးတော့ကိုပါအကျင့်ပြတဲ့ပုဂ္ဂိုလ်တရားဖြစ်သွားနိုင်တယ်ဒီအဲ့ဒါမြတ်စွာဘုရားကအကျင့်ပြတဲ့ပုဂ္ဂိုလ်ကိုပေါင်းသိရအကျင့်ပြတဲ့ပုဂ္ဂိုလ်ကိုကိုယ်ပွဲစိတ်ကဲ့ရဲ့ဒိဋ္ဌာလုကတိအပိစတိလို့ခေါ်တယ်နော်အဲ့ဒီမကောင်းတဲ့အကျင့်တွေကကုစီကိုလည်းကုလာမှာမျက်စိနဲ့မြင်နေရတဲ့နားနဲ့ကြားနေရတော့လေမြေပံများကြားပံများရိုးအီလာတာအဖြစ်တော့မထင်တော့ဘူး အခုတို့ကိုရိုးရတခုလို့လုတ်ဖြစ်သွားကြတယ်နော်မကောင်းဘူးဒုစရလုပ်ငန်းတခုဟာဒုလောကမှာပြည်ပြည်ကျက်ကျက်ဖြစ်လာပြီဆိုရင်ရိုးရတလေးတခုဖြစ်သွားတယ်ဖြစ်လို့မမြင်တော့ဘူးလေအဲ့ဒါဘိသောဘုရားကဒိဋ္ဌဒုက္ခရေအပစ္စတိအယူပေါင်းမှုတွေကိုအချင်းပြတ်မှုတွေကိုနေရပဲကြားရပဲများတော့အတုလိုက်မိတတ်တယ်ကိုယ်အတွက်နှစ်နာစီရပဲနော်အကြွေးများကိုကစိတ်ခိုင်တယ်နော် ဒီမကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းလို့မကောင်းတဲ့ဘုန်းကြီးတွေကိုကိုယ်ပွဲစီကဲရလို့အကျင့်ပြတဲ့သူတွေကိုကိုယ်ပွဲစီကဲရလို့ကို့မှာသူတို့စီကမကောင်းတဲ့အကျင့်တွေမကူပါဘူးလို့ဆိုခဲ့ရင်တော့ပါတဲ့မြတ်စွာဘုရားကလည်းအကယ်၍ပေါ့နော်အဲ့လိုမကောင်းတဲ့အကျင့်တွေကိုယ်စီကိုမကူဆက်ပါဘူးလို့စိတ်ကိုခိုင်းပါတယ်လို့ပြောနေခဲ့ရင်တော့မကောင်းတဲ့တဲ့င်းတွေကတော့ဖတ်နေပါပဲဒီပုဂ္ဂိုလ်နဲ့ပေါင်းနေလို့ရှိရင်ကို့ကိုလည်းသူများတွေကယုံထင်ကြောက်ထင်ဒီကောင်ဖဲသမားလားဒီကောင်ရက်သမားလားဒီကောင်မူရသမားလားအခုလားတခြားလားဆိုတော့ ကိုယ်ကိုယ်နဲ့အထင်သေးခံရတယ်ဒီပုဂ္ဂိုလ်နဲ့ပေါင်းနေတယ်ဆိုမှတော့နော်တခိုးနဲ့ပေါင်းရင်ကိုယ်လည်းတခိုးထင်ခံရပါမယ်တရားနဲ့ပေါင်းရင်ကိုယ်လည်းတရားထင်ခံရပါမယ်အချစ်တတ်တဲ့ပုဂ္ဂိုလ်နဲ့ပေါင်းရင်ကိုယ်ကိုယ်လည်းအချစ်တတ်တဲ့ပုဂ္ဂိုလ်လို့ထင်ခံရပါမယ်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီအချစ်တတ်တဲ့ပုဂ္ဂိုလ်ကိုကိုယ်ခွဲစည်းခိုင်းရင်အချစ်တတ်တဲ့ပုဂ္ဂိုလ်နဲ့ပေါင်းသိရင်နံပါတ်၁အနေနဲ့သူစီရမကောင်းတဲ့အချစ်ကိုရှင်လည်းကိုယ်မယ်မကူးနိုင်ခဲ့ရင်တောင်မှမကောင်းတဲ့တဲ့ရင်ကတော့ထပ်မှသိချရတယ်မကောင်းတဲ့တဲ့ရင်ထပ်မှသိချရတယ် ဘုရားကဥပမာလေးနဲ့ရှင်းပြတယ်ငါ့ဘယ်မှာဆိုလို့လဲဘုရားကတော့အယံကိုမေတ္တာကရုဏာကြီးပါတယ်တခါကမှမေကိုမြတ်စွာဘုရားကဆောင်းရဆောင်းရလေးဟောတယ်ငါ့ဘယ်မှာဆိုလို့ဥပမာလေးတွေထပ်ပြီးတော့ရှင်းပြတယ်မစင်တွဲတဲ့ကိုကြသွားတယ်ဝေးတကောင်လေးနဲ့ဥပမာပေးတယ်မစင်တင်းတွဲကိုနော်ဝေးတကောင်ကြသွားတယ်မြတ်စွာဘုရားကဝမ်းမကယ်နဲ့ဒီမစင်တွဲတဲ့ကိုကြသွားတဲ့ဝေးကိုတော့ကယ်လိုက်ရဒီဝေးကိုပေါက်တတ်ပါပဲ နော်အစိတ်ပြည့်နဲ့ဝင်ဖြစ်ရင်ကိုသိပြီလေနော်ဟာတဘာဝအနေနဲ့ပြောပြတာနော်မကယ်ကောင်းဘူးလို့ပြောတာမဟုတ်ဘူးနော်ဖြစ်တဲ့ပုံစံကိုဘုရားပြောတာမွေးကိုမကယ်ကောင်းဘူးလို့ပြောတာမဟုတ်ဘူးလောကရဲ့သဘောတရားတစ်ခုကိုဘုရားကဥပမာပေးတာမစင်တွင်းနဲ့ကိုကြသွားတဲ့မွေးသူ့ကိုသွားကယ်လိုက်မယ်ဆိုလို့ရှိရင်မွေးကကိုယ့်ကိုပေါက်တတ်မှာလေကိုယ့်ကိုကိုက်နိုင်တယ်အကဲမကိုက်ခဲ့ရင်တောင်သူ့စီမှာညစ်ပတ်နေတဲ့ပေးချနေတဲ့မစင် တွေကကိုယ့်ကိုလည်းပေးသွားနိုင်တယ်လीနော်မွေရဲ့ခန္ဓာကိုယ်မှာပေးကြံနေတဲ့မစင်တွေကကိုယ့်ကိုလည်းအနည်းငယ်ကြတော့ပေးပါပဲဒီဘုရားပေးတဲ့ဥမာအလုံးကောင်းတယ်ကိုယ့်ကိုကိုက်ရှင်လည်းကိုက်ပဲမကိုက်ရင်လည်းပဲသူ့စီမှာပေးနေတဲ့အခြေကြီးတွေကကိုယ့်စီကိုတော့အနည်းငယ်ကြတိအောင်လို့ရှိတယ်အဲ့ဒီဘောပဲလောကမှာမကောင်းတဲ့ပုံကိုယ်တွေကိုပေါက်တဲ့အခါမကောင်းတဲ့ပုံကိုယ်တွေကိုယ်ကိုယ်စီတဲ့အခါပါသူတို့စီကမကောင်းတဲ့အခြေတွေကိုရှင်နိုင်ကိုမယ် မကူးရင်လည်းသူတို့နဲ့ပေါင်းတဲ့အတွက်ကြောင့်မကောင်းတဲ့တည်တည်ပူပါနော်ပြောခင်ရတဲ့တည်။ဒါကြောင့်အဲ့လိုပုံကူမျိုးကိုသစ္စာဘုရားကလောချာထိုက်တဲ့ပုံကူမျိုးကိုဝေးဝေးချောင်းမစည်းကဲ့နဲ့မဘိုးကွယ်နဲ့ချောင်းရမယ်သစ္စာဘုရားကမိတ်တော်ဘူးလေ။တော့ဒါဒီနေ့လူသဘောချင်းမှာဂျိုစရာကောင်းတဲ့ပုံကူတွေဂျိုစရာကောင်းတဲ့အချင်းချက်နေတဲ့ပုံကူတွေဖုံးကြီးတွေအများကြီးပဲရှိပါလေ။ဒါသစ္စာဘုရားရှိတဲ့ဒေသနာတော်မှာတော့ဝေး စေတဲ့ကိုကြသွားတယ်ငွေနဲ့ဥပမာပေးထားတယ်စေတဲ့ဆရာကိုနှလုံးသွင်းသတိပြုကြပါနော်ဘုရားရဲ့ဓမ္မတွေကလောကသူလောကသားတွေကိုအကျိုးရစေလို့ဟောတဲ့ဒေသနာတွေဖြစ်တယ်နော်ဒါလို့ရင်တော့မကောင်းတာတွေဖြစ်မယ်ဒါလို့ရင်ကောင်းတာတွေဖြစ်မယ်လို့ဘုရားကဟောပြတာလိုက်တာလားမလိုက်တာလားကတော့ဥစ္စလို့ဒကာဒကမတွေရဲ့တာဝန်သာဖြစ်ပါတယ်နော်ကောင်းပြီလက်စားဘုရားကဒုတိယပုဂ္ဂိုလ်ဥပိ္ပခာပြုလိုက်တဲ့ပုဂ္ဂိုလ်လက်တွေ့ရှိထားတဲ့ပုဂ္ဂိုလ်အရင်ကယုံမဆိုင်တဲ့ပုဂ္ဂိုလ်လို့ခေါ်တယ် ဘလိုပုဂ္ဂိုလ်ပြောလဲဆိုတော့ဒေါသကြီးတဲ့ပုဂ္ဂိုလ်ပဲတခဏချင်းဒေါသဖြစ်ပြီးတော့ပြဿနာရှာတယ်ဆဲဆိုတတ်တဲ့ပုဂ္ဂိုလ်တွေဒီနေ့ online ကမှာ online ပုံမှာအစဲတန်တာတွေညချကြပါဘူးအလုံးအစဲတန်တယ်နော်အဲ့တော့ဒေါသကြီးတယ်ရံညှိုးဖွက်တတ်တယ်အပကံပြီးဝုန်းစားမှာတော့ဆိုတာနည်းနည်းလေးပြောရင်လည်းပဲအထိမကန်စက်မကန်ပြောတတ်တယ်ညားကိုအဲ့လိုမျိုး ဘောနာကြည့်ပြီးတော့ရံများတက်တဲ့ပုပ်ပုပ်ပြိုးကိုမြတ်စွာဘုရားကရှင်းလင်းရှုလိုက်ပါဒီနေ့ခေတ်တို့ Facebook လောကထဲပြောမယ်ဆိုလို့ရှိရင်ဒါဘလော့လိုက်ပေါ့အဖရန်လိုလိုက်ပေါ့မြတ်စွာဘုရားကလည်းဥပိ္ပခာပြုလိုက်ပါဒီပုံမှာကူကသူ့အရေးတကြီးလုံးနေမယ်ဆိုရင်မဖြစ်ဘူးလေဒေါသကြီးတဲ့ပုပ်ကိုကိုရှင်းလင်းမရှုဘဲနဲ့ရံယူဖွဲ့တဲ့ပုပ်ကိုကိုရှင်းလင်းမရှုဘဲနဲ့ အရေးလျုံလုံးနေမယ်ဂရုစိုက်နေမယ်ဆိုလို့ရှိရင်တနည်းနည်းမှာကိုယ်ကိုလည်းအဲ့ဒီပုံကဒုက္ခပြေးလိမ့်မယ်တနည်းနည်းမှာကိုယ်ကိုဒုက္ခပြေးလိမ့်မယ်သူ့ရဲ့ဒေါသဒဏ်ကိုတနည်းနည်းမှာကိုယ်ခံရလိမ့်မယ်ကိုယ်ကိုလည်းဆဲလာလိမ့်မယ်နော်ဒါတော့မှသဘောကောင်းတယ်လို့ထင်ရပြီပဲသူစိတ်မထင်တဲ့တနည်းကြရင်ကိုယ်ကိုသူဆဲလာလိမ့်မယ်ကိုယ်ကိုဒုက္ခရောက်အောင်လုပ်လိမ့်မယ်အဲ့ဒါအဲ့လိုပုံကမျိုးကိုလည်းမဆောင်ပြက်ကဝေးဝေးချောင်သိလေးရှိလိုက်ပါသိလေးရှိလိုက်ပါဆိုပြ အဲ့လိုပုဂ္ဂိုလ်မျိုးကိုမြတ်စွာဘုရားကဥပမာပေးတယ်။အနာတစ်ခုပေါ့နော်။အနာတစ်ခုကဒဏ်ရာမကျက်သေးဘူး။အဲ့ဒီအနာကိုအခုခုနဲ့ဖြစ်မိခိုင်းမိလိုက်မယ်။နော်။အခုခုနဲ့ဖြစ်မိခိုင်းမိလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီအနာကနေသွေးစိတ်တွေအများကြီးထွက်လာလိမ့်မယ်။နော်။သွေးစိတ်တွေထွက်လာလိမ့်မယ်။အဲ့လိုပဲခုနကဥပိ္ပခာပြထိုင်တဲ့ပုဂ္ဂိုလ်မျိုးဟာတစ်ခဏချင်းရေဘောတာသွေးတွေထွက်လာလိမ့်မယ်။ နော်အဲ့လိုပုံကမျိုးကိုဆက်ဆောင်ပြကခရုစိုက်မနေနဲ့လစ်လို့ရှိထားလာတယ်နော်ခုစိတ်ပဲပဲပဲခုဘောတင်းနေမှာဒုက္ခပြေးလိုက်မယ်အစဲခံရလိမ့်မယ်ခုကိုဒုက္ခရအောင်လုပ်လိုက်မယ်မွေးချောင်ရတယ်မွေးချောင်ရတယ်ညာကဥမာထပ်ပေးတယ်မစင်းကိုဒုံးနဲ့ပစ်ချလိုက်တယ်မစင်းတွင်းတဲ့ဟိုကြောက်ခဲတွေပစ်ချလိုက်ဒုံးတွေပစ်ချလိုက်မစင်းအသက်တွေထောင်းကနေထွက်လာတယ်လို့ပဲပေါ့အဲ့ဘောဓာကြီးတဲ့ပုဂ္ဂိုလ်ဟာ တခဏချင်းကိုယ့်ကိုကိုဆဲလိုက်တယ်ကိုယ့်ကိုဒုက္ခပေးလိုက်တယ်။အဲကြောင့်အဲ့လိုပုံကမျိုးကိုဝေဝေးချောင်းလှစ်လျှစ်ထားလိုက်တကယ်ပဆိုင်တယ်ဆိုတာပြရတာ။နောက် level 3ပုဂ္ဂိုလ်ကတော့စိက္ခာထိုက်ကိုယ်ွယ်ထိုက်ပေါင်းသိမ့်ထိုက်တဲ့ပုဂ္ဂိုလ်မျိုးတေဝိတ္တပပုဂ္ဂိုလ်လို့ခေါ်တယ်အကျေကောင်းတဲ့ပုဂ္ဂိုလ်ကလျာဏဓမ္မစိတ်ထားကောင်းတဲ့ပုဂ္ဂိုလ်နော် အကျင့်ကောင်းလည်းမပြီးဘူးနော်စိတ်ထားလည်းကောင်းဖို့လိုသေးတယ်အဲ့တော့အကျင့်လည်းကောင်းတယ်စိတ်ထားလည်းကောင်းတယ်အဲ့လိုပုံကိုမျိုးကိုပေါင်းတယ်ဥစ္စာပြတာယဟန်ဆိုလို့ရှိရင်လည်းအကျင့်လည်းကောင်းစိတ်လည်းကောင်းတဲ့ပုံကိုမျိုးကိုကိုယ်ွယ်စီကဲနော်အကျင့်ကောင်းတဲ့ပုံကိုလည်းပေါင်းရင်အကျင့်ကောင်းတဲ့ပုံကိုစိတ်ထားကောင်းတဲ့ပုံကိုများကိုကိုယ်ွယ်စီကဲရင်ပရောဟောင်းဒီစီကပရောဟောင်းတရားဓမ္မတွေကိုကြားနာခွင့်ရတော့မိမိတို့ရဲ့စိတ်လေးတွေဟာလုံးညံ့လာတယ် နော်မရိုင်းဆိုင်ဘူးမကြမ်းတမ်းဘူးကိုယ့်ရဲ့စိတ်နေစိတ်ထားတွေကိုပြုပြင်လာတယ်ကိုယ့်ရဲ့အပြောအဆိုတွေကိုပြုပြင်လာတယ်ကိုယ့်ရဲ့နေ့စဉ်ဘဝနေထိုင်ရေးတွေကိုပြုပြင်လာတယ်နော်သူတော်ကောင်းတွေကောင်းတဲ့ပုံကိုယ်တွေနဲ့ပေါင်းရလို့ရှိရင်ကောင်းတဲ့ပုံကိုယ်တွေကိုကိုယ်ပဲစိတ်ပြရလို့ရှိရင်မိမိမှာလည်းသူတို့ရဲ့ကောင်းတဲ့အခြေအနေတွေကူလာတယ်ကောင်းတဲ့အခြေအနေတွေကူလာတယ်နော်နောက်သူတို့စီကနော်သူတို့နဲ့ပေါင်းရတဲ့အတွက်ကြောင့်ကိုယ်မှာလည်းကောင်းတဲ့ခုံတည်င်းတွေထွက်တယ်ပေါ့သူတော်ကောင်းတွေနဲ့ပေါက်တဲ့အတွက်ကြောင့်သူတော်ကောင်းတွေရဲ့ ခေါ်တဲ့နေရာမိမိစီကိုလည်းပူဆက်လာတာပဲလေ။အကြမ်းမဆာဘုရားကအကျင့်လဲကောင်းပြီးတော့စိတ်ထားကောင်းတဲ့ပုဂ္ဂိုလ်တွေကိုပေါင်းတင်ပါနော်။အကျင့်လဲကောင်းပြီးစိတ်ထားကောင်းတဲ့ပုဂ္ဂိုလ်တွေကိုကိုယ်ပဲရှိခဲ့ပါလို့ဒီဇီကုတ်စိတ်တပ်ပါတုတ်တယ်မှာပြဿနာဘုရားဟောတော်မူတယ်ပေါ့။နော်ဟောတော်မူတယ်။ဒါကြောင့်ဒီလိုသာသနာ့မှာပြဿနာဘုရားပြောတယ်။ဒီစာပေထဲမှာပေါ့နော်။တက္ကရာထဲမှာကိုယ်ရေတစ်ပါးရဟန်းတစ်ပါးသာသနာ့ဘောင်ကိုဝင်ရောက်လာတယ်ဆိုတာ။ ဘဝတစ်ခုဝေးဝါးတာနဲ့တူတယ်နော်လူဘဝကနေပြီးတော့ရဟဘဝကိုကြောင်းလဲလာတယ်ကိုရင်ဘဝကိုကြောင်းလဲလာတယ်ဘဝတစ်ခုတပံဝေးဝါးခြင်းပဲလေတိတ်ရေးကြည့်တယ်နော်ဘဝတစ်ခုတပံဝေးဝါးခြင်းတိတ်ရေးကြည့်တယ်အဲ့တော့ရဟဘဝကိုရောက်လာတယ်ကိုရင်ဘဝကိုရောက်လာတဲ့အခါမှာဆရာတိတ်ရေးကြည့်တာပဲအဲ့ဒီဆရာဒီနော်ဇီကုန်စီတပ်ပါဂျွန်ချာဆရာကောင်းတဲ့ဆရာဖြစ်နေမှာအကျင့်ပြက်နေတဲ့ပုဂ္ဂိုလ်စိတ်ထားညံ့နေတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့ရင်အဲ့ဒီကိုရင်အဲ့ဒီဥပဇင်းလည်းပဲ အကျင့်ပြတ်တဲ့ကိုရင်အကျင့်ပြတ်တဲ့ဥစဉ်စိတ်ထားညံ့တဲ့ကိုရင်စိတ်ထားညံ့တဲ့ဥပစဉ်ပဲဖြစ်လာပါပဲတဲ့ရေးကြည့်တော့လက်ဆောင်အစားထဲမှာပါဆရာတဲ့ရေးကြည့်တယ်ရောစရာကောင်းတဲ့ဆရာစီမှာကိုရင်ဝိပီလိုက်လို့ရှိရင်ရောစရာကောင်းတဲ့ဆရာစီမှာရဟန်းခံပြီးလိုက်လို့ရှိရင်အဲ့ဒီကိုရင်ဥပစဉ်ဟာရောစရာကောင်းတဲ့ကိုရင်ရောစရာကောင်းတဲ့ဥပစဉ်ဖြစ်လာတတ်ပါလိမ့်ပုံတည်တော့မဟုတ်ဘူးတော့ရေဝင်ရအဖြစ်ပြောတာပါရေဝင်ရအဖြစ်ပြောတာပါ ဖြစ်တတ်တဲ့သမတာကိုပြောပြတာအလွန်ပါရမီထူးတဲ့ပုံစံတွေကြတော့ဖောက်ထွက်တာမျိုးရှိတာပေါ့နော်ဆရာကညက်ပြီးမဲ့တပည့်ကပါရမီရှင် genius ဖြစ်နေတဲ့အခါကျတော့သူ့ရဲ့အတွေးခေါ်နဲ့ဖောက်ထွက်တာမျိုးတွေတော့ရှိတယ်ဒါရှားတယ်ဆရာကစိတ်ထားမကောင်းပေမဲ့တပည့်ကကောင်းတာလည်းရှိတာပဲနော်ဆရာကအကျင့်မကောင်းပေမဲ့တပည့်ကအကျင့်ကောင်းတာလည်းရှိတာပဲဒါမှရှားတယ်နောက်တော့ပြဒိဋ္ဌာနုကတိလို့ခေါ်တာအတုမြေအတက်တင်တာများတယ်လေနော်ဆရာကသက်သာစားရင်တပည့်ကလည်းသက်သာစားမှာပဲ ဆရာကရုပ်ရှင်ကြည့်ရင်တပည့်ကလည်းရုပ်ရှင်ကြည့်ပါပဲဆရာကအမျိုးသမီးနဲ့နော်ယောနောပြီးနေမယ်ဆိုတပည့်တွေလည်းအတုမြင်တတ်တယ်အမျိုးသမီးတွေလည်းယောနောနေပါပဲနိအတုမြင်တတ်တယ်နော်အဲကြောင့်စာပေထဲမှာရှင်သာမဏေပြုရင်ယဟန်ဝတ်ရင်ဆရာတိတ်ကြီးကြည့်တယ်နုံဆရာကောင်းတဲ့ဆရာတဲ့တွေ့လိုက်ရင်တော့တပည့်ဟာလည်းယောဆရာကောင်းတဲ့ကိုယ်ရည်တွေဖြစ်လာမယ်ယောဆရာကောင်းတဲ့ဦးစင်းတွေဖြစ်လာမယ်နော်အလုံးပန်းဆရာကောင်းတယ် အကေဆရာကခုနကလှိမ့်လို့ရှိတဲ့ပုံကိုဒေါသကြီးတဲ့ဆရာဖြစ်မယ်ဆိုရင်နေနေညာညာဆဲဆိုနေမယ်ချိန်မောင်းနေမယ်ဒေါသဖြစ်နေတဲ့ဆရာနဲ့ပေါင်းသိရင်အဲ့ဒီအကျင့်တရားလည်းကူးလာတတ်တယ်နော်လောကကြီးကိုမေတ္တာနဲ့မမြင်တော့ဘူးဒေါသနဲ့ပဲရှုမြင်တတ်တယ်အရာရာကိုအဆိုးမြင်လာတတ်တယ်နော်ပြဿနာကိုဒေါသနဲ့ရှင်းတတ်တဲ့အကျင့်တွေကူးလာတတ်တယ်ပြဿနာတစ်ခုဖြစ်လာရင်မေတ္တာနဲ့မရှင်းတတ်တော့ဘူး ဒေါသနဲ့ပဲရှင်းတဲ့အကျင့်တွေကုလာတတ်တယ်၆သိက်တယ်နော်၆သိက်တယ်အကယ်၍ကိုရင်ကယဟန်ကပေဝိတ္တပါပုဂ္ဂလာလို့ခေါ်တဲ့အကျင့်ကောင်းစိတ်ထားကောင်းတဲ့ဆရာသမားစီမှာကိုရင်ဝုခေရရယ်အကျင့်ကောင်းစိတ်ထားကောင်းတဲ့ဆရာသမားစီမှာရဟဝုခေရရယ်အဲ့ဒီကိုရင်ဒီအဲ့ဒီဦးဇင်းဒီပေဝိတ္တပါပုဂ္ဂလာအာသနာတော်မှာအာကိုထိုက်တဲ့ကိုရင်အာသနာတော်မှာဒေဇာတိတဲ့ဥပဇင်းတွေဖြစ်လာမှာပေါ့အဲ့ဒီအရေးကြီးပါလေနော်အဲ့ဒီအရေးကြီးပါလေတိထားကြည့်ပါပဝန်းကျင်ကို နော်ဘယ်ပုဂ္ဂိုလ်တွေဘလို့စိတ်ထားရှိတယ်လဲဘလို့အမူအရာရှိတယ်လဲသတိထားကြည့်လိုက်ရင်အဝွင့်ကျင်တဲ့ဆရာသမားတွေနဲ့တိတ်ဆိုင်တာပဲနော်ပုံဝွင့်ကျင်ဆရာသမားတွေနဲ့တိတ်ဆိုင်တယ်အဲဒါကြောင့်မြတ်စွာဘုရားကဒီတုတ်တံမှာပုဂ္ဂိုလ်တို့မျိုးကိုတည်တည်ချာချာကိုဥပမာနဲ့တကွအကြောင်းသင်ကြိုးသင်ဟောထားတယ်နော်ရိုးစရာကောင်းတဲ့ပုဂ္ဂိုလ်လှိမ့်လျွှလိုက်တဲ့ပုဂ္ဂိုလ်နဲ့ပေါင်းသင်ပြီးဝဲစည်းကပ်ထားတဲ့ပုဂ္ဂိုလ်ဆိုပြီးတော့ပုံမျိုးဟောပေးထားပါတယ်နော်ညဒီနေ့လူရှင်ကြတဲ့တကွဓမ္မမိတ်ဆွေများအားလုံးနော်ဗုဒ္ဓရဲ့ဓမ္မတွေဟာတကယ်အကျိုးရှိစေတဲ့ဓမ္မတွေဆိုတာကို လက်တွေ့လိုက်တာခြေသုံးပါတာဟိုနားလည်နာမယ်ဖြစ်တတ်တယ်။ဟိုလားနားလည်နာမှာဖြစ်တဲ့အတွက်ကြောင့်ဘုရားရဲ့ဓမ္မကိုဘုသူတာဖြစ်နာယုံမကပဲနဲ့မိမိတို့ရဲ့နေ့စဉ်ဘဝထဲမှာလက်တွေ့ခြေသုံးကြပြီးတော့ဘုရားမြတ်စွာဘုရားတော်ကိုဘုရားလိုတော်ကြကိုယ်ကိုယ်စိတ်ကထောက်ပံ့နိုင်တဲ့မြေကောင်းသားမြေကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီကျိုးစားအထောက်နိုင်ကြပါစေကုန်သတည်းအာသုသာသု